အရင်ဆုံးကျွန်တော်တို့ဟိုအမကုတ်ကိုပေါ့နော်ကျွန်တော်တို့ဒီမိတ်ဆက်ပေးပါအောင်ခင်ဗျာလက်ရှိအမလုပ်နေတဲ့ profession နဲ့အမရဲ့လုပ်တဲ့အတွေ့အကြုံလေးတွေပေါ့နော်ကျွန်တော်တို့တစ်ချက်မျှဝေပေးပါအောင်ခင်ဗျာအမကအဲ senior software developer အနေနဲ့လုပ်နေတာတော့အာ6နှစ်ရှိပြီပေါ့နော် အဲ့တော့တခြားနိုင်ငံကို migrate လုပ်ဖို့အတွက်စဉ်းစားရတဲ့အချိန်မှာအဲဒီ Australia ကိုသွားပြီးတော့တတိယရယ်ပေါ့နော်အဲ့ပြီးတော့အဲ့မှာအမရဲ့မိသားစုလည်းရှိတဲ့အတွက်ကြောင့်မို့ Australia ကိုပထမဦးစားပေးနေနေစဉ်းစားဖြစ်တယ်ပေါ့နော်အဲ့တော့ my work experience လည်း um ဘယ်လိုပြောရမလဲ ဟိုကိုက်ညီရယ်ပြီးတော့အဲ့ဒီအမရဲ့ work experience နဲ့လည်းစပြီးတော့ရှောက်လို့ရတယ် scale migration visa စရှောက်လို့ရတယ်ဆိုတော့အတွက်ကြောင့်မျိုးအမဒီ scale migration visa ရှောက်ဖို့စပြစ်တာပေါ့နော်ဘယ် occupation NS ကိုကိုတင်နေပေါ့အမနဲ့ရွေးချယ်ပြီးတော့ ဒီ ACS KSS မှာကျွန်တော်တင်ဖို့မလုပ်ခဲ့ရတယ်ဗျအမဟိုဟာရှင်းနေတဲ့တိုင်ပင်တဲ့အချိန်မှာပေါ့နော်အမမှာအာရွေးချယ်စရာ၃ခုရှိရယ်ပေါ့နော်ဒီအမ scale assessment တင်တဲ့အချိန်မှာအဲ့တော့အဲ့အရာပါလဲဆိုလို့ရှိရင်ရွေးချယ်စရာတော့အများကြီးပဲဒါပေမဲ့အဲ့ထဲမှာ ရွေးချယ်ရမယ်ပေါ့နော်အဲ့တော့အမဘာရွေးချယ်ခဲ့လဲဆိုတော့အမနဲ့အကိုင်ညီဆုံးဖြစ်လောက်မယ်ထင်တဲ့အာ developer programmer ပြီးတော့ software and application programmers နဲ့ software engineer အဲ့သုံးခု occupation သုံးခုကိုအဓိကထားပြီးတော့ရွေးချယ်ခဲ့ရပေါ့နော်အမအနေနဲ့ဒီ reverse ကိုဘယ်လိုစတဲ့ဆိုင်ဆိုင်မိပြီးတော့ပေါ့နော်ဒီ service ဖြစ်သွားတယ်တိပြစီမှာအော်ပြီးကြတော့အမအနေနဲ့ကျွန်တော်တို့เนี่ยမချိတ်ဆက်ခင်ပေါ့နော်ကိုယ်တိုင်ရှောက်ဖို့တော့လုပ်ခဲ့တာမျိုးရော try ခဲ့တာမျိုးရှိလားအမ အော်မှန်လိုက်ပြောလို့ရှိရင်ကိုယ်တိုင်ရှောက်ဖို့ try ခဲ့တာမျိုးတော့မရှိဘူးပေါ့နော်ဟုတ်ကဲ့အဲ့တော့ river ကိုတည်ရကြတော့အမအ social media နေပြီးတော့ site တည်ရပေါ့နော်အေးဟုတ်ကဲ့မတငယ်ချင်းတယောက်ကနေပြီးတော့အမရဲ့ friend ဆရာတယောက်ကနေ share လိုက်တဲ့အချိန်မှာဟုတ်ကဲ့အဲ့တော့ဒီဟာယုံကြည်လို့ရတဲ့ um ဟို service um ဟုတ်ကဲ့ service agent ဆိုတော့အဲ့နေပထမ save ထားတာ save ထားပါဟို သွားဖို့အတွက်ကလည်းမရေမရာဖြစ်နေရနောက်လဲကြလဲကြရောအကြောင်းမျိုးမျိုးကြောင့်သွားမယ်ဆိုပြီးဆုံးဖြတ်လိုက်တဲ့အချိန်မှာကိုကလည်းအမ်ခုနက save ထားပြီးသားဖြစ်တယ်ပြီးတော့ဟိုဟိုစိတ်ချရပါတယ်ဆိုလို့ဆိုပြီးတော့လည်း recommendation ပေးခံထားရတဲ့ဒီ service နဲ့ပဲဆက်ပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်အဲ့တော့မှဒီ scale assessment အောက်ကံရဖို့အတွက်ပေါ့နော် reset ရဖို့အတွက်အမအနေနဲ့ဘယ်လောက်လောက်အချိန်ပြင်ဆင်ခဲ့ရလဲမလဲ um အမ စားဖို့အတွက်စဉ်းစားလိုက်တဲ့အချိန်မှာက2024နိုဝင်ဘာလောက်ဖြစ်သွားတယ်ပေါ့နော် ဖြစ်နေပြီးအဲ့မှာအမဟိုမကြတဲ့မယ်နဲ့တချို့အရာတွေက documentation documents တွေကို collect လုပ်တဲ့အချိန်မှာစုစုကစောင်းရတယ်တချို့ဟာတွေကမကြတဲ့မယ်ကြတာလည်းရှိရပါတော့။ဟုတ်ကဲ့။အဲ့တော့အဲ့ဟာ document ဟိုစုစောင်းတဲ့အချိန်ကနှစ်လလောက်သွားပြီးတော့ကြာပြီးတော့တကယ်တမ်းအာ scale assessment စတင်ပြီးတော့တကယ်တမ်းရတဲ့အချိန်ကနှစ်လဆိုတော့စုစုပေါင်း၄လလောက်အမတော့ကြာခဲ့ရပါတော့။ဒါမဲ့အာတခြားလူတွေ document ရှိပြီးသားကိုယ်မှအစင်သိရှိပြီးသားဆိုရင်တော့အမအလောက်ကြာမယ်လို့ တော့မထင်ဘူးပေါ့နော်။ဟိုအမအဆင်မပြေအချိန်ကြီးရတာရှိရလို့ပြောရပေါ့နော်။ဟောအဲ့တော့ကျွန်တော်တို့ပြင်ဆင်နေချိန်မှာကျွန်တော်တို့ဒီ Braveus အနေနဲ့အမ service ယူပြီးတွားရဆိုတော့ဘယ်လိုမျိုးအဆင်ပြေအောင်ကျွန်တော်တို့ဘက်ကကူညီဆောင်ရွက်ပေးခဲ့လဲဆိုတာဟောအမတစ်ချက်မျှဝေပေးပါဦးမ။ um reverse back ကတော့အများကြီးကူညီခဲ့ပါတော့เนาะ um checklist ကိုတီးပေးတာတော့ by document ပြန်နေလဲပြီးတော့သူ့ဘက်ကကူညီလို့ရတဲ့အရာမှန်သမျှကူညီပေးရပေါ့ အာပြီးတော့အမ်ဒီကတော့ဆေးဆက်တာပေါ့နော်ဆေးဆက်သေးချာရယ်ဟုတ်ကဲ့အမ်ပြီးတော့ဒီ document အချက်လက်မဆုံးမချင်းအာ scale assessment ကို ပေါ်ပေါ်တန်တန်နဲ့မလုပ်ခိုင်းဘူးပေါ့နော်ဟုတ်ကဲ့အမ်ဆေးဆက်ဆက်နဲ့ဖြစ်တော့မှာအကုန်လုံး um အားလုံးရပြီ document တွေစုံပြီဆိုတော့မှပဲ skill assessment ဆက်လုပ်ပြီးတော့တခါရင်းနဲ့ပဲ skill assessment က positive outcome ရရပေါ့နော်အဲ့တော့အခုအမအနေနဲ့လည်းကျွန်တော်တို့ဒီ scale migration visa ကို reverse နေပဲပေါ့နော်ဆက်ပြီးလုပ်နေဆိုတော့အရင်အားလိုပဲကျွန်တော်အကောင်းဆုံးပေါ့နော်ကျွန်တော်တို့ဝန်ဆောင်မှုတွေပေးပြီးတော့အမရဲ့ဒီ process အဆင်ပြေအောင်ကုလင်းဆောင်ရပေးသွားလိမ့်မယ်ကျွန်တော်တို့ဘက်ကနေပြီးတော့ဟုတ်ဒီ commitment တစ်ခုပေးပါတယ်မဟုတ်အခုလိုအချိန်ပေးပြီးတော့မျှဝေပေးရတော့လည်းမှအကျေစုတင်ပါတယ်မဟုတ်ကဲ့အမရဲ့ကျေစုတင်ပါတယ်